ဟယ်လိုအားလုံးပဲမင်္ဂလာပါနော်အဲကျွန်တော်တို့ကုတ်မေရနေပြန်လဲကျူတူလိုက်ပါနော်အဲအရင်တစ်ခါကျွန်တော်တို့သင်ခန်းစာမှာကဖိုင်ပြီးသွားလဲဆိုတော့ကျွန်တော် CSS pattern လေးလောက်တာလေးတော့ပြီးသွားပြီပေါ့နော်ဒီတစ်ခါကျကျွန်တော် CSS unit အပိုင်းလေးကိုလေ့လာကြမယ်အ unit ဆိုတော့အလုံးမသိကြမှာပါအတိုင်းတာလေးပေါ့ဥပမာမီလီမီတာတို့စင်တီမီတာတို့ပေါ့နော်အဲ့လေဒါကျွန်တော်မြင်သာပြောရမယ်ဟဟလားမီတာတို့ဟဟလားကျွန်တော်ပေးတယ်နေပါပါလေကျွန်တော်ငယ်တော့နိုင်ခဲ့ကြပါတော့နောက်တစ်ခုပေးတော့ပါတော့ဟဟလားအဲ့လိုမျိုးလေးပေါ့ ဲ့လိုပဲကျွန်တော်တို့ CSR တွေမှာလည်း unit တွေပါရှိရလေဟုတ်တယ်မလားကျွန်တော်ရှေ့ပိုင်းတွေမှာပါသုံးခဲ့လေ PA ဆိုတဲ့ pixel တွေသုံးခဲ့တယ်နောက်တစ်ခုကပါလေအဲ pixel တွေအဲနောက်တစ်ခုကယာကိုင်းတို့ password တွေသုံးခဲ့တယ်အဲ့ဒါလေးကိုဒီတစ်ခါကျတော့ကျွန်တော်အကျယ်ဝင်လေ့လာခြင်းပဲဆိုလို့ရှိရင်ကျွန်တော် ChatGPT ကိုသွားလိုက်ပေါ့နော်အဲ့တော့တခုပြောချင်တာကအဲဒီကျွန်တော် ဒီခကြီးမှာပေါ့နော်ကျွန်တော်တို့တခုခုလေ့လာတော့မယ်ဆိုရင်ဆရာဟိုအောက်ကိုနေလို့လည်းမရဘူးเนาะဘာလို့မရလဲဆိုတော့ကျွန်တော် AI နေပါတွေကိုလည်းတစ်ဖက်တစ်လမ်းကနေအောက်ကိုရမယ်နောက်တစ်ခုက set engine တွေပေါ့နော် Google တို့ YouTube တို့ကိုလည်းအောက်ကိုရမယ်တခုခုလေ့လာမယ်ဆိုရင်အဲ့လိုမျိုးပေါ့နော်ဘာလို့ဆိုတော့ဒီကောင်တွေကကျွန်တော်တို့ထပ်ပို့ပြီးပြည့်စုံနေတာကျွန်တော်တို့ကိုယ်တိုင်ကလည်းဒီကောင်တွေဆရာနေလေ့လာရတာပေါ့နော်အဲ့တော့ဆက်လေ့လာသူတွေအနေနဲ့လည်းဒီကောင်တွေကိုဘာလို့ရမှာလဲအတဖက်တန်းလာနေပြီးရောအဲတုံးတက်အောင်ကြွချင်းအောင်ဟိုပါတော့လှုပ်ထားရမယ်ပေါ့နော်ကြွချင်းချင်းတုံးတက်အောင်လှုပ်ထားရမယ်ပေါ့ အဲ့တော့ကျွန်တော်ဆိုဒါဒါ CSM measure ရင်းနဲ့ပတ်သက်ပြီးပေါ့နော်အဲ့မဲ့ unit တွေနဲ့ပတ်သက်ပြီးရောကျွန်တော်ဘလောက်ရှိမှန်းအတိအကျမသိဘူးဒါပေမဲ့ ChatGPT ကိုမေးလိုက်တယ်မေးလိုက်တော့သူ့အနေနဲ့လိုအပ်လာတဲ့ကိုပို့ပြီးပြည့်ပြည့်စုံစုံဖြည့်ချတာရှိရပေါ့အဲ့တော့အဲ့တော့မေးစလို့လဲဒါ ChatGPT မှာဒီလိုလေးမေးကြည့်ပေါ့နော်ဒီ CSM measure unit ဆိုပြီးရောဒါသွားလိုက်ပေါ့နော်ဒါ ChatGPT ကတော့အားလုံးပဲသိကြပါပေါ့နော်မသိရင်လည်းကျွန်တော်ကူကန်းမှာဒါလေးကိုခောက်လိုက်ပါနော်ဒါပြီးလို့ရှိရင် account လေးဝင်ပြီးရောမေးလို့ရပါတယ်โอเคအဲ့ဒါ CSS မှာဆိုလို့ရှိရင်ဒီမှာ ယူနစ်ပေါင်းဟာတစ်ခုနှစ်ခုနော်အဲစတိုင်ဘယ်နှစ်ခုလဲနှစ်ခုရှိရလို့ပြောတယ်ပေါ့နော်ဒီမှာအုပ်စုကပါလေ absolute unit နဲ့ relative unit ဆိုပြီးတော့နှစ်မျိုးရှိတယ်ပေါ့နော်ဟုတ်လားအဲ့တော့ absolute unit မှာဘယ်ကောင်တွေပါလဲဆိုတော့ pixel တို့ inch တို့ centimeter millimeter တွေပါတယ်ပေါ့အဲ့ absolute ဆိုတာကျွန်တော်တို့ပြောရရင်တော့အမ်ကိန်းတွေလို့ပဲပြောရလိမ့်မယ်နေတွေ့နော်အဲ့လိုပုံစံမျိုးကြီးပေါ့ဥပမာလုံးဝဘယ်လိုဘယ်လိုခေါ်မလဲအဲ တင်ငိမ့်တင်ငိမ့်နေတဲ့ပစ်ပစ်ဆယ်တွေပေါ့နော်အတိုင်းတာတွေပေါ့အဲ့လိုပြောလို့ရတယ်ပေါ့နော်ဥမာဒီမှာဆိုပစ်ဆယ်ပစ်ဆယ်ဆိုတာဘလောက်လဲပေါ့နော်ဥမာ100ပစ်ဆယ်200ပစ်ဆယ်ဆိုတာတော့ကျွန်တော်သိပါတယ်ဒီ sacrum ပေါ်မှာကျွန်တော်တို့နှားချိန်လို့ရတယ်ဥမာကျွန်တော်တို့ရဲ့ဖုံးရဲ့ပစ်ဆယ်တွေဆိုတာဘလောက်ရှိလဲအပလပလပလဆိုပြီးကျွန်တော်တို့ဒါဖုန်း model တွေမှာပါတယ်လေဟုတ်လားဥပမာ iPhone ရဲ့ model ပစ်စရာဘယ်လောက်ရှိပါလဲ iPhone ရဲ့ block ကဘယ်လောက်ရှိပါလဲဆိုပြီးကျွန်တော်တို့ဒီမှာရွေးလို့ရတယ်အခုဥပမာကျွန်တော်တို့အဲဒီမှာ website လေးဟောပေါ့ဒီမှာဒါ Google website ကြီးမလား ဲ့ဒီမှာကျွန်တော် right click ခေါက်လိုက်အဲ့မှာ inspect ဆိုရှိတယ်နော်အောက်နှိပ်လိုက်နှိပ်လိုက်မယ်ဆိုရင်ဒီမှာဒီမှာကျွန်တော်တို့ဒီဟာလေးကိုဒီမှာတွေ့လားဒီ laptop icon လေးကိုဒီမှာထောက်လိုက်ထောက်လိုက်မယ်ဆိုရင်ဒီမှာတွေ့လားဒီလိုဘီလိုပုံစံလေးဖြစ်တယ်ဒါဆိုဒီကောင်းတဲ့ pixel တွေပဲအဲကျွန်တော်တို့ iPhone ရဲ့ pixel ကိုကြည့်ကြည့်ရင်ဒီမှာ iPhone ကိုထောက်လိုက် iPhone 12 Pro တို့ iPhone Pro 12 40 Pro Max လို့ထောက်လိုက်မယ်ဆိုဒီမှာတွေ့လားဒါ iPhone မှာပေါ်မဲ့ဒါ pixel iPhone ပေးစင်မှာဆိုလို့ရှိရင်ဒီမှာ430ရှိရယ်ဝက်က430ရှိရယ် height ကကိုကဟောပေါ့နော်ကိုက32ပေါ့နော်ဒါဆိုရင်အပေါ်နဲ့အောက်ကဒါ height ဘယ်နဲ့ညာ width ပေါ့နော်ဒါမှ430ကျော်ရှိတာ iPhone 40 Pro Max ပေါ့နော်အဲ40 Pro Max မှာဒီလိုရှိတယ်ဒီလိုရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီကောင်လေးကိုကျွန်တော်တို့ဒီမှာပေါ့နော်ကျဆန် iPad mini မှာဆိုရင်ဘယ်လောက်ရှိလဲ iPad mini မှာဆိုရင်ကျတော့964အရှိရှိတယ်ဒီလိုမျိုးပေါ်မှာပေါ့ အဲ့တော့ဒါ resolution data dynamic တွေပေါ့နော်ဒီမှာ responses ဒါဆို responses ဆိုတော့ကျွန်တော်တို့ဒီလိုရေးတာဒီလိုကိုကြိုက်တဲ့လိုမျိုးဒါလုပ်လို့ရတာပေါ့နော် okay ဒါရဲ့ pixel တွေကိုပြောချင်တာပေါ့နော်ဥပမာဒါဖုန်းတိုင်းမှာ model တွေ model pixel ရှိဒီမှာဆိုရင်အဲ classy 7တို့ဟာလား Samsung Galaxy S S S8 Plus တို့နော် S20 Ultra တို့ဆိုလို့ရှိရင်ဒီမှာကြည့်လိုက်ဒါ work က layer 4 layer 12ပေါ့နော်အဲ့လောက်ရှိတယ်ပေါ့ okay ပါဆိုတော့ဒါကတော့ဒီထက်ကတော့ဒီ website တွေကတော့ ဒီသူသူနဲ့လာရောညီထွေမှုလာရောညီထွေသွားပေါ့နော်ပြပေးတဲ့ဟာကိုရေးရတာပေါ့အဲ့ဒါရောနောက်ပိုင်းကျွန်တော် response အပိုင်းတွေရောက်မှာပဲနားလည်လိမ့်မယ်ပေါ့လောလောဆယ်တော့ဒီအတိုင်းတာ unit တွေကိုပြပြတာပေါ့နော် okay ဒါမှဆိုလို့ရှိရင် pizzeria ဘယ်လိုဘယ်လိုလဲဆိုတာကျွန်တော်တို့အဲဒါသိခဲ့ကြရပေါ့နော်အဲဒီမှာကျွန်တော်တို့တစ်ခုလောက်ရေးကြည့်ကြတာပေါ့အဲ့တော့ pizzeria ဘာတွေကွာကွာချဖို့ပေါ့နော်အဲ့တော့ဒီ DIV နော် DIV ဒါမှ LOI ရန် Lauren E L O L O R E M လောရန်200ဆိုပြီးတော့ရေးပြီးတော့အဲ့ဒါခောက်လိုက်เนาะ Okay အဲ့ဒါပြီးလို့ရှိရင်အဲ့ဒီ DM ကိုကျွန်တော်ဘာလို့မလဲ CSS နဲ့လှမ်းပြီးတော့ခေါ်ပါမလားခေါ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့တရားနေလမ်းခေါ်လဲရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီကနေပဲလမ်းပြီးတော့သုံးလိုက်တော့ပေါ့နော် style အဲဒီမှာ DMV DMV တရားကောင်းကိုလမ်းပြီးတော့ဆွဲမယ်ဖာပါပြောမလဲဆိုလို့ရှိရင် အဲဒီမှာ width ပေါ့နော် width ကဘယ်လောက်လဲအဲသူ့အတွက် pixel ပေါ့နော် pi လို့ရေးလိုက်ပြီးရေးပြီးတော့ဒီမှာ refresh လုပ်လိုက်မယ်ဆိုဒီမှာကြည့်လိုက်ဒါဆိုရင်ဒါ pixel ဆိုသူတရားနဲ့ဒီဒီအတိုင်းဒါတိပဲစာရရဝင်တော့ဟာဒီဘက်ကပါပြီးတော့လွတ်ထွက်နေတယ်ပေါ့နော်အဲ့လိုမျိုးကြီးရှိသွားတယ်နော်ဒါ2 bit 2 200 200 pixel ပေါ့အဲ့ဒါလည်းမျိုးလုံးနဲ့မြင်တော့လုပ်မယ်ဆိုတော့ကျွန်တော်လုပ်မလဲပေါ်တာ PORD ရပေါ်တာဒီမှာ 2PA SOLID ဆိုလေ right ပေါ့နော်ဒါဆိုလို့ဆိုဘယ်လိုဖြစ်သွားမလဲဒါဒီမှာ200ပြည့်ကဘယ်လောက်ရှိလဲဆိုတော့ဒီမှာတိတာပဲပေါ့နော် တကယ်လို့400 pixel ဆိုရင်တော့ဒီကောင်ရဲ့နှစဖြစ်သွားမှာပေါ့နော်အဲ့လိုမျိုးလေးတွေပေါ့ဒီမှာဆိုအင်ချက်ပေါ့အင်ချက်ဆိုတာလည်းပါလေဒီမှာ width နဲ့ height တွေမှာအင်ချက်ကဘယ်လိုဘယ်လိုရှိလဲဆိုရင်ね96 pixel ရှိရဲပေါ့နော်အဲကျွန်တော်တို့အချမ်းအဖြစ်ဆိုလို့ရှိရင်တော့အဲအင်ချက်ဆိုတာလက်မမလားလက်မတွေပေါ့လက်မတွေ အဲ့ဒါတွေကကျွန်တော်တို့တရားပစ္စည်းနဲ့တာညီမြရေလို့ကျွန်တော်အကြံပေးရဖြစ်သတ်မှတ်ကြည့်လို့ရပါတယ်နော်โอเคပါအဲ့တော့အင်းချက်ကတကယ်ရလားမရလားကျွန်တော်ဒီမှာအဲစမ်းကြည့်ပေါ့နော်ပစ္စည်းနေရာမှာ IN in ဆိုပြီးထည့်ကြည့်လိုက်အဲ့ဒီမှာကြည့်ကြည့်လိုက်မယ်အဲ့ဒီမှာ အဘလို့ဖြစ်သွားလဲသူ့ရဲ့ပြည်စရာအာ2 2အင်ချက်လို့1အင်ချက်လို့ရရမှာကျွန်တော်က200အင်ချက်သွားပြီးတော့ပေးထားတယ်နော်โอเคပါဆိုတော့အဆက်ပြေမှာပါနော်ဒီမှာဒီမှာ2အင်ချက်နော်ဒါဆိုရင်200လောက်နှစ်လမ်းမှာပေါ့နော်အဲအဲ့လိုမျိုးပြောချင်တာပေါ့နော်နှစ်လမ်းမှာဝင်ချင်ပေါ့နှစ်လမ်းမှာပါပဲဒါပေမဲ့200 pixel ဝင်ချင်ပေါ့နော် ဟုတ်အဲ့လိုပဲဒီမှာစင်တီမီတာတော့ပါတော့ရှိရဒါဆိုရင်5စင်တီမီတာဒါကကျွန်တော်ပေ့တန်နေမှာပါပါတယ်အဲ့ unit တွေလေနော်မီလီမီတာဒါတွေကဆောင်းနှက်ကကျွန်တော်ပြောခဲ့ပါလေ absolute unit တွေနောက်တစ်ခုလာမှာပါလေ relative unit relative ဆိုတာကကျွန်တော်အဲပြန်မြလို့ပြောခြင်းလေပြောလို့ရ percentage သဘောတွေပေါ့နော်ဥပမာဒီမှာဆို percentage ကျွန်တော်ရင်တော့သုံးခဲ့တယ်ဝက်မှာဆိုရင်ဒီမှာ50ပစ္စည်းပေါ့50 50ရာခိုင်နှုန်းရှိတယ်ပေါ့ဗျာဥပမာကျွန်တော်လုတ်ပြမယ်ဘယ်လိုမျိုးလဲဆိုတော့ဒီမှာ90ပေါ့နော်ဝက်ကိုကျွန်တော်50ရာခိုင်နှုန်းထားလိုက်မယ်ဆိုလို့ရှိရင် တော့ဘယ်လိုဖြစ်မလဲဘယ်လိုဖြစ်မလဲဆိုဒီမှာကျွန်တော်စကရင်ရဒီအားနဲ့ဒီတိရှိရဟုတ်တယ်ဟုတ်အဲ့ဒါရှိတာကိုမှတခြားမပြရအဲ့ဒါကိုကျွန်တော်ဒီမှာဒီလိုမျိုးလေးဒီကောင်ကို site သေးလိုက်မယ် site သေးလိုက်မယ်ဆိုရင်ဘယ်လိုဖြစ်နေလဲသေးသေးရင်လေသေးတဲ့ပုံမှာမူတည်ပြီးတော့ဒီကောင်ကလာရောညီထွေမှုရှိရတကယ်လို့ကျွန်တော်တို့က900 pH တို့200 pH တို့ထားခဲ့မှာဆိုရင်အဲ့လိုမျိုးရမယ်လို့ထင်လားနော်အဲ့လိုမထင်နဲ့ပေါ့နော်ဘာလို့ဆိုတော့ तू ကဒီ90ရာခိုင်နှုန်းဆိုတာဒီ မြင်နေရတဲ့မြင်ကွင်းအပေါ်မှာသူတဝက်ဝက်ပြီးတော့ပေးလိုက်တာဒီဟာဝက်ကိုပေါ့နော်အဲ့လိုပဲတကယ်လို့ကျွန်တော်တို့က height ကိုလည်းအဲ့လိုမျိုးရမလားပေါ့နော်အဲ့ဒါဆိုကျွန်တော်လည်းတစ်ချက်ပြောပြမယ်အဲ့တော့ height ကိုရမလားဆိုတော့ဒီ lower ဆိုရဲစာလည်းနဲ့ရှိနေရဗျာနော်အဲ့ဒါလေးကျွန်တော်ဒီရန်ဘူးဒီရန်ဘူးအလိုအားကြီးရန် lower လို့ပဲရေးလိုက်မယ်နော်ပြီးတော့ပြန်ပြီးဝင်ကြည့်လိုက်โอเคဒီလိုတော့ပဲအဲ့တော့ ဝက်မှာတော့စကရင်အပြည့်ရှိတဲ့နေရာမှာသူတဝက်ယူလိုက်တယ်ဟုတ်တယ်လက်ခံလို့ရတယ်အဲ့ကျွန်တော်တို့ကဒီ border လေးကိုကြည့်လိုက်ရင်ရတယ်ပေါ့အဲ့ကျွန်တော်တို့ height ကိုတော့ကြည့်ရအောင်သူ့ရဲ့ height ကိုရော90ရာခိုင်နှုန်းဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ border ကဒီထိဝင်လာမလားလို့ကျွန်တော်စောင့်ကြည့်ကြမယ်နော်တဝက်ဆိုဒီထိဝင်လာမှာပေါ့လေဟုတ်တယ်မလား okay အဲ့ဒါဆိုကျွန်တော်တို့ဒီမှာဒီနာမှာဘာပြောမှာလဲ height H E I J D height okay အဲ့ height ကိုကျွန်တော်ပြောင်းလိုက်တဲ့အချိန်မှာ height က height ကို90ရာခိုင်နှုန်းဆိုဘယ်လိုလောက်မှာလဲဒီအထိလာရမှာပေါ့ဟုတ်တယ်မလားဒါပေမဲ့ तू ကဘယ်လိုဖြစ်နေလဲမလာဘူးဗျဒီနားလေးမှာပဲတင့်နေခဲ့တယ်နော်အဲ့ဒါကျွန်တော်တို့ width တွေနဲ့ height တွေခွာခြားချက်ပဲအဲ့တော့ width 90ရာခိုင်နှုန်းနဲ့ height 90ရာခိုင်နှုန်းမတူဘူးပေါ့နော်အဲ့ဒါကိုတော့မှတ်ထားပြီးဖို့လိုအပ်တယ်အဲ့တော့ငါတို့တူချင်းဘယ်လိုလုပ်လို့ရလဲဆိုတော့သူ့ရဲ့ view point ကိုသုံးရမှာအဲ့ဒါပါလဲဆိုတော့ view h ပေါ့50ဖူရိုက်လို့တောင်းရမယ်ဒါဆိုရင် view ball ရဲ့50ရာခိုင်နှုန်းနဲ့50ရာခိုင်နှုန်းဆိုပြီးတော့ကျွန်တော်ညီမြရတယ်ပေါ့နော်တကယ်တရား50ရာခိုင်နှုန်းလို့ရေးရင်တော့မရဘူးပေါ့ဒါပေမဲ့အဲ့လိုမျိုး50ရာခိုင်နှုန်းလို့ချင်50ဖူရိုက်လို့ရေးလိုက်ဒါဆိုရင်သူကဘယ်လိုဖြစ်နေလဲဒီမှာ second hand ဒီအနေဒီတိရှိတယ်ဒါပေမဲ့သူက50ဖူရိုက်ဆိုပြီးတော့ဒီမှာပြပေးသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ minimum လောက်ကြည့်လိုက် minimum လောက်လိုက်မယ်ဆိုရင်ရောတွေ့လားဒီအနေဒီတိရှိရဆိုရင်ဒီကောင်ဒီအနေဒီတိတဝိုက်လာပြပေးတယ် အောက်ထိဆွဲလိုက်မယ်ဆိုရင်လည်းဒီအနီလေးကတဝက်တဝက်ထိပါလာတယ်ပေါ့နော်အဲ့ကျွန်တော်တို့ဖုန်းစကရင်ကိုပြောင်းခြင်းမယ်ပြောင်းလိုက်မယ်အဒီမှာဆောင်းနှက်ကပြောင်းလွယ်လွယ်လေးနော် right click ထောင်း inspect ကိုနှိပ်ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီမှာဖုန်းနဲ့ရွေးလို့ရတယ်ဒီမှာ iPhone XR တို့ iPhone 12 Pro တို့ဒီမှာဆိုရင်60ဆိုတော့ဘယ်လောက်လဲကျွန်တော်တို့ဖုန်းစားရဲ့တဝက်ကိုပဲသူဝင်သွားတယ်ဟုတ်လားအဲ့အဲ့လိုမျိုးလေးတွေပေါ့အဲ့ဒါဆိုတော့နောက်တစ်ခုကပါတယ်လေအဲကျွန်တော်တို့ ဒါ90%ရာခိုင်နှုန်းကိုတော့ဒါနားလေသွားတယ်နော်နောက်တစ်ခုကဒီမှာပါလဲဆိုတော့ i 1.5 ear ပေါ့ ear မဆိုရလဲပါလဲသူက16ပစ်စင်နဲ့ညီမျှတယ်ပေါ့နော်1.1 ear ဆိုတော့ဘယ်လောက်လဲ16ပစ်စင်နဲ့ညီမျှတယ်အဲ့တော့ကျွန်တော်တို့ကအဲဘယ်လိုကွန်ပျူတာဆိုတော့ဥပမာ100 ph လို့သုံးမဲ့နေရာမှာကျွန်တော်တို့ကအဲ1 block block ဆိုပြီးတော့သုံးခြင်းလေသုံးပါပေါ့အဲ့လိုမျိုးဘာလို့ဆိုတော့ဒီ16 ဆိုရဲဟာရဲ့ဘယ်လိုကောင်းလဲဆိုတော့ဆယ်စပေါ့ဟုတ်လား16စပေါ့16စပေါ့ဥမာကျွန်တော်တို့က1600ပစ်စယ်လို့ရေးမဲ့နေရမှာ1600ဆိုရနည်းနည်းများတာပေါ့ဟုတ်လားအဲ့လိုဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုရေးလို့ရလဲ1600ဆိုတဲ့နေရာမှာကျွန်တော်တို့က1000ဟိုပေါ160 EM လို့ရေးလို့ရှိရင်ဘာဖြစ်သွားလဲကျသွားပြီပေါ့နော်ခဏအဲ့လိုမများတော့ပေါ့အဲ့တော့ခြိုက်တဲ့ unit ကိုသုံးပေါ့သွားတော့16 pixel ဆိုတာ16 pixel လောက်ရှိရပေါ့နော် 1R EM ဆိုရကောင်နော် โอเคဆိုတော့ဒါလေးကလည်းဒါနားလည်လိမ့်မယ်เนาะအဲ့တော့တကယ်ဟုတ်မဟုတ်ကိုကျွန်တော်လက်တွေ့ပြပါမယ်အဲ့တော့ဒီမှာ high network ကတော့အလုံးနားလည်သွားပြီလို့မျိုးလည်းပါเนาะအဲ့တော့ work ဆိုပြီးကျွန်တော်ပြန်ပြီးတော့ဆွဲမယ်ပေါ့เนาะ wet deadline day wet အဲ့ work ကိုမှဘာနဲ့ပြမှာလဲဆိုလို့ရှိရင်ကျွန်တော်တို့အဲ100ပင်စယ်ပေါ့เนาะ100အဲ160လို့ပဲရေးလိုက်ပါမယ်နော်။ Oh sorry ။160 pH ဟာလား နော်โอเค160ပါဆို150ဖြစ်โอเคပါအဲ့မှာကျွန်တော်ကြည့်ကြည့်ရအောင်ဒီကနေဒီထိပါလာတယ်โอเคအဲ့စကတော့ချက်ချင်းเนาะဒီကနေဒီထိโอเคအဲ့ဒါနေမှာကျွန်တော်တို့က160 BA နေနေမှာ16 ਈ ရန်လို့ရေးကြည့်လိုက်အဲ့ဆိုရင်ရောဒီကနေဒီထိပါလာစကတော့ဒီကနေဒီထိပေါ့နော် အဲ့တော့နည်းနည်းလေးတော့ဖြစ်သွားတယ်နည်းနည်းလေးတော့ကြီးသွားတယ်ပေါ့နော် Okay ပါနည်းနည်းလေးမြင်းတောင်းဒီလိုလိုက်မယ်အဲ DIMV class em လို့ပဲရေးလိုက်မှာเนาะအဲ em လို့ဟောပါเนาะ ရှုနဲ့လိုပဲရေးလိုက်ပါတရားကြတော့ဒါပါယူနဲ့လဲ pH ယူနဲ့ပေါ့ okay အဲ့တော့အထက်ကပါလဲ pH ယူနဲ့ pH နဲ့ EM လေအဲ့တော့ဒီနေရာမှာကျွန်တော်တို့ကဆလဆောင်းလင်က160 pH မလားအောက်က16 EM ပေါ့အဲ့တော့သူတို့နှစ်ကောင်အညီလားကျွန်တော်တို့နှိုင်းရှိကြည့်အောင်အော်16ပါဆိုမှာ Okay အဲညီတော့ညီမနေဘူးပေါ့နော်ဘယ်လိုဖြစ်နေလဲအဲ EM ဆိုတဲ့ကောင်က16ပစ1 EM က is equal to 160ဆိုတော့ Okay အဲ့ဒါလေးကိုပဲရေးကြည့်လိုက်မယ်နော်အဲ့တော့ 1EM တော့ပဲရေးကြည့်လိုက်1 EM နဲ့ဆက်ချောက်ပြင်းနဲ့ကိုရေးကြည့်လိုက်ဒါဆုံးရောညီလားညီရယ်နော်ဒီမှာဒီမှာညီရယ်နော်ဒီမှာဒီမှာညီရယ်နော် ဒီပေါ်ဒါလည်းဒီကနေဒီထိပါတယ်ဒီပေါ်ဒါလည်းဒီကနေဒီထိပါတယ်အဲဒါပေမဲ့သူတို့က160 pH ဆိုလို့ရှိရင်တော့ဘယ်လိုဖြစ်နေလဲဒါဆိုရင်အဲ16 16လေးဟဲ့လားအဲ16 10လေး160မလားဟုတ်တယ်မလား16 10 160ဆိုရင်ဒါဆိုရင်အော်ဒါဆိုရင်တန်းတန်းအာရီရန်တန်းအီရန်ဖြစ်ရမှာပေါ့နော်တန်းအီရန်ဖြစ်ရမှာအော်ဒီမှာညည်ရယ်နော်โอเคဒါကျွန်တော်နှိမ့်ချထွက်သွားတာမှားသွားတယ်ပါလဲဆိုတော့ 160ဆိုလို့ရှိရင်16ဆိုပြီးတော့လောက်လိုက်တာဟုတ်လားအဲတကယ်တကယ်อ่ะ30ဤရန်ဟာ30ဤရန်ဆိုရင်160အဲဆိုတော့ဒီမှာဘာဖြစ်တော့ညီလားမညီလားညီရယ်နော်โอเคပါဆိုတော့နောက်တစ်ခုက EM EM ဆိုတော့ကျတော့ဘာဘာလဲ EM ဒါသုံးကပြီးသွားရယ်နော်16ဆိုတော့โอเค RM RM ဆိုတော့ကျတော့ relative to the pound side or root element ပေါ့နော်အဲ့တော့ तू ကဘယ်နေရာမှာသုံးလဲဆိုလို့ရှိရင်ဒီ pound side တွေကို ပြောင်းတဲ့နေရာမှာဒီ REN တွေကိုတုံးတယ်ပေါ့နော် OK ပါအဲ့တော့ကျွန်တော်တို့ power side တွေကိုဒါကျွန်တော်တို့ပြောင်းချင်ရင်ပြောင်းကြည့်လိုက်ပေါ့နော်အဲအချိန်ရသေးလားတော့မသိဘူးအခုက15မိနစ်ဆိုတော့နော်15မိနစ်ဆိုတော့ကျွန်တော်အဲအပြောတော့ပြောလိုက်ပါမယ်နော်အဲ power side ဆိုတော့ဒီမှာကျွန်တော် power လေးတစ်ခုရေးလိုက်မယ်ဗျာနော်အဲ့တော့ B ဆို B B ဆို B ရောကျွန်တော် power power ပါရာဂရက်ပေါ်ထားပါတော့เนาะအဲ့ထက်မှာလိုဝန်ဆိုပြီးစာစာပိုင်းလေးရေးမယ်เนาะစာပိုင်းလေးရေးမယ်ပြီးလို့ရှိရင်ကျွန်တော် IP ကို Peter ကိုခေါ်ပြီးတော့အဲ့ထက်ကိုကျွန်တော်ဗာထည့်မလဲအဖောင်း site ဆိုပြီးကျွန်တော်ခေါ်လို့ရမလားဖောင်း site ပြီးလို့ရှိရင်ဖောင်း site က1 R ရအဲ့ဒါဘယ်လောက်ရှိသွားမလဲနည်းနည်းသေးတယ်လို့ရှိနေရအဲ့2 R ရလို့ယူကြည့်လိုက် โอเคบ่ဖြစ်တော့တော်တော်လေးကြီးသွားဟဲ့လားအဲ့လိုမျိုးတွေပေါ့နော်ဖောင်းဆိုင်တွေကိုကျွန်တော်ကင်တွယ်တဲ့နေရာမှာတကောင်ကိုသုံးပြပါတယ်အဲဆောက်နှက်ကကျွန်တော်တို့ဒီမှာ VW တို့ VX တို့ပါလာတယ် VW ကတော့အဓိကသူက VX ရဲ့ opposite ပေါ့နော်အခုကျွန်တော်တို့ဒီဆောက်နှက်ကဒီ width ကို50ရာခိုင်နှုန်းလိုချင်ဘယ်လိုလုပ်ခဲ့လဲ width 50%ပေါ့နော်50%ဆိုရေးခဲ့တယ်တကယ်တကယ်ကကျွန်တော်တို့ကဒီ 50WH လို့ရေးရင်လည်းအဆင်ပြေတယ်နော် WH ပေါ့ ဟုတ်လား w8 ပါနော်အဲ့ vw ပေါ့နော် sorry ပါ vw view view width ပေါ့နော် view width ဆိုတော့ vw ပေါ့နော်အဲ့ဒီမှာကြည့်ကြည့်လိုက်အောင်ဒီမှာ width ဆိုတော့ဒီမှာ90ခန့်နှုန်းဆိုတော့ဒီမှာ100အထိပေါ့နော်ဒီ100ရဲ့တက်ဝက်ဆိုဒီမှာလမ်းဆုံးတယ်ဒီမှာကြည့်ကြည့်လိုက်မယ်အဲ့ဒီမှာအဲ့ဒီမှာနော်လာရောက်ညှိထုံမှုရှိတယ်သူက buffet တော့90ခန့်နှုန်းနဲ့အတူတူပဲနော်အဲ့ကောင်ကျတော့ vw ပေါ့ဒါပေမဲ့တခုထူးခြားတာကကျတော့ကျွန်တော်တို့က height ကိုတဝက်လိုချင်ကြဘယ်လို့မလဲ v8 ကိုသုံးရမှာပေါ့နော် height ကိုအပြည့်လိုချင်ကြတော့100 v8 ကိုသုံးရမှာပေါ့နော်အဲဥပမာကျွန်တော်ဒီ area ကိုအကုန်ဖြတ်လိုက်မယ်အကုန်ဖြတ်ပြီးတော့ကျွန်တော်ဒီမှာဒီဘက်က EI unit ဆိုတော့အကောင်ကိုခြံထားလိုက်မယ်နော် okay အဲ့ဒါဆိုဘယ်လိုဖြစ်နေပြီလဲအဲဒီမှာဒါဆိုရင်ပါလေဒါ EI ကိုသုံးထားတာနော်အဲ့တော့ကျွန်တော်သူ့ရဲ့ height ကိုကစားမယ် height ကိုကျွန်တော်တရား v8 ဆိုပြီးကစားလိုက်မယ်ဆိုရင်သွား view view height view height ရဲ့ balloon view ပေါ့နော်ဒီမှာတရားရာခိုင်နှုန်းသွားဝင်သွားတယ်တရားရာခိုင်နှုန်းပေါ့နော် okay အဓိကအဲ့ဒါဘာလို့ဒါတွေပါနေလဲဆိုတော့ကျွန်တော် margin တွေဖြောက်ဖို့လိုနေနေတူတယ်အဲ့တော့ဒီမှာ body တွေအတွက်ကို margin တွေဖြောက်ကြည့်ရအောင် okay body body အာ ambiance ကြည့်ရရင် margin 0ပေါ့နော်ပြီးလို့ရှိရင် ပတ်တင်ပတ်တင်ဘော်ဒီရဲ့ပတ်တင်ကိုလည်းစီရိုးလုပ်ပြကြည့်ရအောင်အဲ့ဒီမှာတွေ့လားတရားရခိုင်နှုန်းလောကွက်တည်ကြတယ်နော်အဘော်ဒီလို့ပေးလိုက်လို့နေတူတယ်ကျွန်တော်ဒီမှာစတာပေးကြည့်လိုက်မှာစတာဆိုတာကြတော့ကျွန်တော်အကုန်လုံးအတွက်ပေးလိုက်တာဒီမှာတွေ့လားနော်โอเคပါအဲ့တော့ကျွန်တော်တို့ ဒီကိုကတရားကပေါ့နော်တရားဘူးရိပ်ပေးတာကမလုံးတော့ဘူးလို့ထင်တယ်ဆိုတော့ကိုကနည်းနည်းကစားကြည့်ပေါ့နော်95တို့90တို့ပေးကြည့်ပေါ့နော်အဲ့လောက်ဆိုလို့ရှိရင်ရောဒီနည်းနည်းအဆင်ပြေနိုင်ခြင်းတော့ရှိပါတယ်99ပေးကြည့်လိုက်မယ်ကျွန်တော်ဒီမှာဒီမှာဆိုရင်စက်ခရွန်အပြည့်ဖြစ်သွားတယ်တွေ့လားနော်ဒီမှာစက်ခရွန်အပြည့်ဒီမှာနော်တယောက်ကအမဲလေးမှာအနည်းအနည်းဆက်လေးရပါဖြစ်တော့အနည်းလိုင်းလေးရအောက်ထိပါလာနော် โอเคဆိုတော့ဒီ99 99ကနည်းနည်းကျွန်တော်ထင်တော့စိတ်ထက်မှာဟောမဖြစ်ဘူးတော့ထင်တယ်အဲ့တော့9ဟောပေါ့98လို့ပြကြည့်လိုက်98 โอเคပါဆိုတော့ဒီခမ်းမန်းချီတရားဘူးရိတ်ဆိုရင်ရပါပြီเนาะအဲ့တော့တရားဘူးရိတ်ပေါ့အဲ့လိုပဲမှတ်ထားလိုက်ပေါ့เนาะတရားဝီရဆိုရင်ကျွန်တော်တို့ရဲ့ပါတော့ width ဟို height height ပေါ့နော်ကျွန်တော်တို့ screen အမြင့်တစ်ခုလုံးရှိရဲ့ဟာကိုသူကနေရာယူသွားမယ်ပေါ့ဗျာ နော်အဲ့လိုပဲဆောင်းနှကဘူးဒဘလူးကကျွန်တော်ဆိုပြောခဲ့တယ်ပေါ့နော်သူကကျတော့ width ပေါ့နော်ဒီ view ပေါ့ပေါ့ view ပေါ့ဒီမှာကျွန်တော်ဒီမှာ view ပေါ့ဆိုပါလားမြင်ရတဲ့အပိုင်းပေါ့နော်မြင်ရတဲ့အပိုင်းရဲ့ဒါတရားရခိုင်နှုန်းဆိုတရားရခိုင်နှုန်းကိုယူလိုက်တာဒါအလျားပေါ့နော်မြင်ရတဲ့အလျားပေါ့ဒီ VH ဆိုတာကြတော့ view ပေါ့ရဲ့ပါတော့ height ပေါ့မြင်ရတယ်ပါတော့အဲဒီအမြင့်အမြင့်ပေါ့နော်အမြင့်ရဲ့ပါလေတရားဆိုရင်တရားရခိုင်နှုန်းပေါ့တရားရခိုင်နှုန်း100%ပေါ့နော်တကယ်လို့90ဆိုရင်တော့တဝက်ပေါ့ဟုတ်ပြီလား အဲ့လားဆိုရင်အဲ့လိုပဲရမယ်လို့ပြောတယ်နော်အဒီမှာဆိုရင်တော့ဒီမီနီမန်တို့မက်ဆီမန်တို့ပါတာပေါ့နော်အဲ့ဒါတွေကတော့ကျွန်တော်တို့ဘယ်လိုခေါ်မလဲဆိုတော့ဒီမြင်ရတဲ့အပိုင်းရဲ့မက်ဆီမန်တို့မီနီမန်တို့ကိုပြန်ပြီးတော့တွက်ယူတာပေါ့နော်အဒီမှာတော့ကျွန်တော်တိုက်ပြီးတော့အကုန်လုံးရှင်းမပြနိုင်ဘူးပေါ့နော်ကိုယ်နေတဲ့ပိုသိချင်တော့ YouTube လိုဘာလို့မှတစ်ချက်ပို့ပြီးခောက်ကြည့်လိုက်ပေါ့နော်ဒါဆိုတော့အကုန်လုံးပြည့်စုံသွားပါလိမ့်မယ်โอเคပါဆိုတော့ကျွန်တော် ဒီဗီဒီယိုလို့ဒီမှာပဲအဆုံးသတ်လိုက်ပါမယ်အဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါခင်ဗျာ